မလီမြို့မှာငလင်ဘေးအလှရှင်ကိုဝိုင်းဝန်းစွန်ကြီးလောင်းကြလို့တုံဖန်ခန့်ထားရာရာဇဝဲမှာအင်မတန်ကုန်မနမေကြော်ကြပြီးတော့ဂုံတိတ်ခါရှိသွားနေနေထိုင်ခဲ့တဲ့မန်လီမြို့သူမြို့သားတွေကအခုချိန်မှာတော့အရင်နဲ့လုံးဝမတူဘဲနဲ့ပြောင်းသွားကြပါပြီ။ငလင်ဘေးကိုကျုံတွေးလိုက်ရလို့ပဲလူတွေအနေနဲ့ရုတ်တရက်စိတ်တွေများခေါင်းချောက်ချားဖြစ်သွားကြသလားတော့မပြောတတ်ပါဘူး။အခြားသူတာမှမဟုတ်ဘဲနဲ့ငလင်ဘေးတွေ့လာရလူတန်းတဲ့လူရှင်တွေကိုလည်းဝေဖန်ဆဲဆွနေကြသလိုအခုချိန်မှာလည်းလူရှင်ကိုဝိုင်းဝန်းပြီးတော့စွန်ကြီးလောင်းကြတဲ့ကိစ္စတခုဖြစ်ပွားခဲ့ပါရီ။ မန္တလေးတိုင်းဒေသကြီးမရာပူရာမြို့နယ်ကရက်ကွက်တစ်ခုမှာငလင်ဘေးတင်ပြည်သူတွေစီကိုတွားရလူတန်းပြီးတော့ပြန်လာတဲ့အခါမှာဒီဖြစ်ပျက်ဖြစ်ပွားသွားခဲ့တာပါအခုချိန်မှာဆိုရင်အကောင်လုံးကလည်းအဆင်မပြေကြဘဲနဲ့ပင်မခံခဲ့ပြီးတော့စိတ်အင်အားတွေလည်းရောကျနေကြတာဖြစ်ပါတယ်ဒါပေမဲ့ခြားမြို့နယ်ကလူရှင်တွေစေတနာရှင်တွေဟာတက်နိုင်တဲ့မြလာရသူတန်းပြီးတော့ကုသိုလ်ရှုရင်းနဲ့ခက်ခဲတွေပြည့်လည်အောင်လို့စူးစမ်းပေးနေကြပါတယ်အချို့တွေကတော့ကိုယ့်ရဲ့ဒေါသကိုထိန်းချုပ်နိုင်စွမ်းမရှိဘဲနဲ့အလူရှင်တွေကိုတောင်မှစွန့်ကြီးလောင်းတဲ့အတွက်လက်ရှိမှာထိန်းသိမ်းခံထားရတယ်လို့သိရပါတယ် အဲ့ဒီနေတော့ကမန္တလေးမရဘူလာမြို့နယ်ကငလင်ဘေးတင်ပြည်သူတွေကိုပစ္စည်းလူတန်းပေါ်လာတဲ့ကားနဲ့မီနီအိုးဝင်မောင်းသူတို့ကအဆင်မပြေဖြစ်ကြပြီးတော့စကားအများကြီးနဲ့အခုလိုမျိုးစွန့်ကြီးလောင်းခဲ့ကြတာဖြစ်ပါတယ်။အဓိကကတော့ပြည်ထနာကြီးကြီးမမလေးမဟုတ်ဘဲနဲ့လမ်းချင်းချင်းလေးထဲမှာလာလို့တဲ့ကားကအခြားကားကိုကြော်တက်လိုက်တဲ့အခါမှာရှေ့မှာရှိနေတဲ့မီနီအိုးဝင်ကိုထိခိုက်မိသွားတာဖြစ်ပါတယ်။ဒီခါမှာတော့မီနီအိုးဝင်မောင်းသူကဘသူပဲဝါဆိုတာစဉ်းစားစီစဉ်နိုင်စွမ်းမရှိတော့ဘဲဒေါသထွက်သွားခဲ့ပြီးတော့ပြည်ထနာရှာခဲ့တယ်လို့သိရပါတယ်။ဒီလိုနဲ့အပြန်လဲစကားများစာရေးနဲ့သူတို့ဒေသကို ုလာရောက်လူတန်းကြားတဲ့လူရှင်တွေကိုအခြားဒေသခံတွေကပါပူးပေါင်းပြီးတော့စွန့်ကြီးလောင်းခဲ့တာကြောင့်နောက်ဆုံးမှာတော့တာဝန်ရှိသူတွေလာရောက်ပြီးတော့ဖမ်းဆီးထိန်းသိမ်းခဲ့တာပါဒီဖြစ်ပျက်ကြောင့်လူရှင်တွေစီးနှင်းလာတဲ့မော်တော်ယာဉ်ကိုမောင်းနေသူနဲ့ကားပေါ်မှာပါလာရင်လူရှင်ပါဝင်၃ဦးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပြီတစ်ဖက်က မီနီအိုဝေသမားနဲ့ဝိုင်းဝန်းပြီးတော့စွန့်ကြီးလောင်းကြတဲ့သူတို့ကတော့ဖမ်းမိထားပြီးတော့ထွက်ပြေးသွားကြတဲ့သူတွေလည်းရှိတယ်လို့သိရပါပြီရက်ခွက်အောက်ချုပ်ရေးမှူးကြီးရောက်လာတော့မှပဲသူတို့တွေကိုထိန်းသိမ်းထားနိုင်လိုက်တာဖြစ်ပြီး မဟုတ်ရင်တော့ဒီထက်ပိုပြီးတော့အချိန်လေးဆိုသွားတော့မှာပါဒီလိုမျိုးကိုယ့်ရဲ့ရက်ွက်တွေသားကိုလာရောက်လူတန်းကြတဲ့လူရှင်တွေကိုသိခံနိုင်စွမ်းမရှိဘဲနဲ့ပြဿနာရှာပြီးတော့ဒီလိုမျိုးလောက်ရက်တွေလုပ်နေတဲ့အတွက်အလူရှင်တွေလည်းမလာရဲကြတော့ဘူးလို့တည်င်းနေရသိရပါတယ်အချို့လူရှင်တွေဆိုရင်တော့အဲ့ရက်ွက်ထဲကိုမဝဲကြတော့ဘဲနဲ့လူတော့လူချင်ပေမဲ့အနာကိုမလာရဲတော့ဘူးလို့ပြောနေကြပါတယ်ဒါကြောင့်ရက်ွက်တာဝန်ရှိသူတွေကသူတို့ရှိရဲ့နေရာအထိသွားရောက်ခေါ်ဆောင်နေရပြီးတော့အလူရှင်တွေကိုမကြောက်အောင်လို့စောင့်ရှောက်ပေးနေကြရတာဖြစ်ပါတယ် အခုလိုမျိုးခက်ခဲကြုံတွေ့နေရတဲ့အချိန်မှာကိုဒေတာကိုလာလို့တဲ့သူတွေဘာတွေကိုမစင်စားဘဲနဲ့ဒေါတာကိုရှေ့တန်းတင်နေတဲ့ဒေတာခန့်တွေရဲ့အခုလိုလုပ်ရကြအောင်အဲ့ဒီဒေတာလေးကလည်းတော်တော်လေးကိုနမဲပြက်တွေရရှိနေကြတာဖြစ်ပါတယ်။အချို့တွေဆိုရင်တော့လူရှင်တွေကစေနာရှိလို့လာလို့တန်းတာတောင်မှအပြစ်တင်ပြောဆိုကြတာလည်းရှိသလိုရှိသမျှအကုန်လုံးဝိုင်းဝန်းလူရှက်နေကြတဲ့ဖြစ်ပျက်တွေလည်းကြုံတွေ့ကြရတာပဲဖြစ်ပါတယ်။ငလင်ပေးကြီးကြုံတွေ့နေရတဲ့အချိန်မှာလူရှင်တွေပေါ်မှာဒေတာခန့်ပြည်သူတွေကအခုလိုမျိုးဆက်ဆံမှုတွေကတင့်တော်ရီလို့ထင်မြင်ကြပါသလားရှင်။အခုလိုအချိန်မျိုးမှာတောင် ဲ့တရားဖေးမကူညီရင်းနဲ့ရှစ်ဆက်ရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးလောက်ရတွေသာမလို့မြန်မာနိုင်ငံကြီးအားဆိုရင်တော့ဒီထက်မကပိုဆိုးဝါးနိုင်တဲ့အတွင်းအတူတူလက်တွဲပြီးတော့ကက်ကြီးသုံးပါးကိုကြော်လာကြပါစို့လို့တိုက်တွန်းလိုက်ရပါတယ်